ဗီဒီယိုလေးကတော့ပြီးခဲ့တဲ့နိုင်ပိုင်းတွေကမှပါရမီလမ်းမပေါ်မှာဖြစ်သွားခဲ့တဲ့ဖြစ်ရလေးလေးဖြစ်ပါတယ်ဆိုတော့ဒီဖြစ်စဉ်လေးကလက်ရှိအချိန်မှာတော်တော်လေးကိုဟစ်ဖြစ်နေတဲ့အကြောင်းအရာလို့လည်းပြောလို့ရပါတယ်ဒါကြောင့်ကျွန်တော်ဒီရှုနေကြ viewer တွေအတွက်တော့ share ring ကို view ပြီးတော့ပြန်လည်ပြီးတော့ reaction လုပ်ပေးတော့မှလည်းဖြစ်ပါတယ်ဆိုတော့ကျွန်တော် ဖြစ်စဉ်လေးကိုအတူကြည့်မယ်ပြီးတော့မှကျွန်တော်ပြန်ပြီးတော့ reaction လုပ်ပေးပါမယ် Okay ဆိုတော့စလိုက်အောင် Oh my god ကျွန်တော်တို့ဒါပြောမယ်ဆိုရင်ဟိုနိုင်ငံခြား action ကတကောက်ကြည့်နေရသလိုပဲเนาะဒါတကယ်ကျွန်တော်မြန်မာနိုင်ငံရဲ့အမှတ်ပေါ်မှာဒီနေ့ညနိုင်ပိုင်းတွင်းကဖြစ်သွားတဲ့ဖြစ်စဉ်မှာ ကျွန်တော်မြင်တွေ့တဲ့အတိုင်းပဲ high chair ရဲ့ဘေးမှာကျွန်တော်တို့ဒါ motor bike ကဘေးကနေခိုးပြီးတော့လိုက်နေတဲ့အခြေအနေပေါ့နော်ကားသမားလုံးဝမရက်ပေးဘဲနဲ့မောင်းပြေးတာပြောမယ်ဆိုရင်တော်တော်လေးကိုဟို motor bike ဘက်ကလည်းစွန့်စွန့်ဆာဆာနဲ့ကိုလိုက်ပြီးတော့ကိုပြောမယ်ဆိုရေစီကန်ဖောက်တဲ့သူ လိုက်ပြီးတော့ဖမ်းဆီးနေတဲ့မြင်ခွင်းပေါ့မှာတော့မိသွားပြီဗျခုချိန်ကြီးတော့စင်းမလာသေးကားသမား တစီဘဝအကိုရဆင်းလာပြီဆင်းလာကြပြီဆင်းလာပြီအာဆင်းမှုပြောနေအာအာအေးအဲ့ဒါမဟုတ်ရောအေးအဲ့လိုစိတ်မြန်လက်မြန်နေမှာနော်ကေရောအဲ့ဒါမှကဲဆိုတော့ကျွန်တော်နည်းနည်းလေးတစ်ချိန်လောက်ထပ်ကြည့်အောင်ဗျာနော်ဖြစ်စရာတိတ်ကြည့်ရတိတ်မဝဘူးဖြစ်နည်းနည်းလေးဆိုကြည့်ပြန်ကြည့်ကြည့် ဘေးမှာတွင်လောင်းလုံးဝကိုနော်အမမရက်ပေးလိုက်ရမှာနော်ပြဿနာပြောမယ်ဆိုရင်တော်တော်ပို့ပြီးတော့သူ့ကိုသူပြဿနာပို့ကြည့်အောင်သူ့ကိုသူလုံးနေတာသူတတိမထားမိဘူးဒီချိန်မှာဟိုရင်ထင်းရဲကလည်းလက်ကိုလှုပ်လိုက်မယ်ဆိုရင် ကားရိုင်ပိုင်းနဲ့ချိန်သွားနိုင်တယ်အရှိန် speed နဲ့ဆိုတော့လေနော်အန်နေတော်တော်ကြီးတဲ့အခြေအနေပြဟာလမ်းစီကန်ဖောက်ပြီးတော့မောင်းပြေးတာရင်ထင်းရဲလည်းလုံးဝအလွတ်မပြေဘူးဒီတခါတော့ တပိုက်မိွားလို့လာတော့မသိဘူးလားဝိုင်းပြီးတော့အကူညီပေးတာလေတကယ်ကျေးဇူးတင်ဖို့ကောင်းပါတယ်ဒီကိုဆိုရင်ပြောမယ်ဆိုရင်မှာ မြင်တွေ့တဲ့အတိုင်းပဲเนาะ Okay so ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုလေးကပြီးခဲ့တဲ့နှစ်ပိုင်းတွင်းကမှဖြစ်သွားခဲ့တဲ့ဖြစ်စဉ်ဖြစ်တဲ့ကျွန်တော်မြန်မာနိုင်ငံရဲ့ရန်ကုန်မြို့ပါရမီလမ်းမပေါ်မှာဖြစ်သွားတာဖြစ်တယ်ဒီဗီဒီယိုတော့မက်ဖြိုးတန်နာကဒါသူကိုယ်တိုင်ရိုက်ကူးပြီးတော့မှကျွန်တော်တို့ line ပုံပြန်တင်ပေးလိုက်တာလည်းဖြစ်ပါတယ်အမောက်ကိုလည်း credit ပေးပါတယ်ဆိုတော့ဒီဖြစ်စဉ်ကိုမြင်တဲ့အခါမှာကျွန်တော်လည်းတော်တော်လေးလည်းအံ့အားသင့်မိတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီဖြစ်စဉ်မျိုးကကျွန်တော်တို့ပြောမယ်ဆိုရင်နိုင်ငံတကာရုပ်ရှင်ကားတွေထဲမှာမြင်တွေ့ရတဲ့ action ဇလံမျိုးတွေပေါ့နော်ပြောမယ်ဆိုကားရဲ့ဘေးနားမှာမ မင်းသားတွဲပြီးတော့မှဒါရန်သူတွေကို IP fight တဲ့ဇက်ဝင်ခံမျိုးဒါပေမဲ့ဒီနေရာမှာကျတော့မင်းသားမဟုတ်ဘူး။နောက်ပြောမယ်ဆိုရင်ကျွန်တော်တို့ရဲ့ Motor BK ကအကူရောက်ဖြစ်နေတယ်။ဆိုတော့အကူကလည်းတော်တော်လေးကိုပဲပြောမယ်ဆိုရင်စွတ်စွတ်စားစားနဲ့သူ့ရဲ့တာဝန်ကိုစူးစမ်းပန်းစားနဲ့ထမ်းဆောင်သွားတယ်လို့ကျွန်တော်တို့မြင်မိတယ်။အဲ့အတွက်လည်းဂုဏ်ယူမိပါတယ်ပေါ့နော်။ဒီကဒီ Motor BK အကူအတွက်ပေါ့။နောက်တစ်ချက်ကတော့ကားစရာဗျ။ကားစရာအနေနဲ့လက်ရှိအချိန်မှာသူ့အနေနဲ့ရင်းစည်းကမ်းဖောက်တဲ့အတွက် Motor BK ကသူ့ကိုတားတယ်။တားပြီးတော့မှ အကျိုးအကြောင်းမေးမှာပေါ့လေနော်အကျိုးအကြောင်းမေးပါဒီအခြေအနေကိုသူ့အနေနဲ့ဘယ်လိုပုံစံနဲ့တုံ့ပြန်ခဲ့လဲတော့မသိဒီဗီဒီယိုထဲမှာတော့မပါဘူးသို့တော်လည်းပဲမောင်းပြည့်တယ်မောင်းပြည့်တဲ့အခြေအနေကိုဒါဘရိုပီကယ်ကလည်းလုံးဝလက်မခံဘဲနဲ့မှစွန့်စွန့်ဆဆနဲ့လိုက်ခဲ့တယ်ဆိုတော့ဒီအခြေအနေမှာထပ်မံပြီးတော့သူ့အနေနဲ့အမှန်မှန်ဆိုရင်တော့ရက်ပေးလိုက်ရမှာရက်ပေးလိုက်ရမှာနော်ဒါကျွန်တော်ပြောချင်တာကဒီအီကိုတယောက်တည်းကိုကျွန်တော်ပြောချင်တာမဟုတ်ဘူးကျွန်တော်တို့ရန်ကုန်မြို့ပေါ်မှာကားမောင်းနေတဲ့မြည်သူမဆိုကျွန်တော်တို့တစ်ခါတည်းရမှာ မထင်မှတ်တဲ့အခြေအနေတွေကြောင့်လန်စီကန်နဲ့ပတ်သက်ပြီးတော့မှကျော်လင်မဲနဲ့ဒါမှားရင်းသွားတာလေးတွေလည်းရှိတတ်ပါတယ်ဒါကာသမာတိုင်းလည်းကြုံဘူးမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဆိုတော့ဒီလိုကြုံတွေ့တဲ့အခါမှာလက်ရှိဒီလိုမျိုးကျွန်တော်မြင်တွေ့နေရတဲ့ပုံစံမျိုးတော့ကျွန်တော်လုံးဝလုံးဝမလုပ်ပါနဲ့လို့ကျွန်တော်အနေနဲ့အကြံပြုခြင်းပါတယ်ဘာကြောင့်လဲဆိုတော့ဒီလိုမျိုးလုံလိုက်ခြင်းအားဖြင့်ကျွန်တော်တို့အရှိမတခါကျူးလွန်တာပြစ်ချက်ကရှိပြီးသားဖြစ်တယ်အဲ့ဒီပြစ်ချက်ကိုကျွန်တော်တို့ကအေးဆေးဆေးဖြည့်ရှင်းလို့ရပါရဲ့နဲ့ဒီလိုမျိုးထပ်ပြီးမောင်းပြီးတော့ပြေးတာကကျွန်တော်တို့ပို့ပြီးတော့မှရာဇဝတ်မှုမျောစေပါတယ်အထူးသဖြင့် လက်ရှိအခြေအနေဆိုရင်ဒါကားစရာအနေနဲ့မောင်းပြီးတဲ့အချိန်မှာ အကယ်၍များတာနော်မရဘီကဲအနေနဲ့သူမောင်းပြီးလို့တခုခုထိခိုက်မိသွားတယ်အန်ဒီဆန်ကကြာရောက်သွားတယ်ဆိုရင်နေထိုင်အိမ်နဲ့တကယ့်ကိုကြီးမားတဲ့ပြစ်မှုတစ်ခုသူ့အနေနဲ့ရင်ဆိုင်ရမှာဖြစ်တယ်နော်အကယ်၍များနောက်တစ်ချက်ကဒီမော်တော်ဘီကဲကဘာမှမဖြစ်ဘူးသူ့အနေနဲ့မောင်းပြီးလို့လွတ်သွားတယ်ဆိုရင်တော့မှအဲ့ဒီမောင်းပြီးတဲ့အချိန်မှာကျွန်တော်တို့မမျော်လင့်နဲ့ပြောမယ်ဆိုရင်တိုင်းမှုအန်ဒီရီလေသူ့ကိုယ်တိုင်ကြာရောက်သွားနိုင်တယ် ဒါကြောင့်မို့ကျွန်တော်တို့အနေနဲ့အနက်ထွင်ရမယ့်နေရာမှာပေါင်းစိန်နဲ့ပေါ့တဲ့အဖြစ်မျိုးမရောက်အောင်ဒီလိုကိစ္စတွေကျွန်တော်တို့အကယ်၍များစီကနဲ့ပတ်သက်ပြီးတော့အမှားရတဲ့စုံတွေရကျူးလွန်မိခဲ့တယ်ဆိုရင်ကျွန်တော်တို့အနေနဲ့အစိတ်ကိုတိတိငြိမ်ငြိမ်ထားပြီးတော့မှအဲ့ဒီနေရာမှာပဲရေစီကန်ထိမ့်သိမ့်နဲ့ပြောမယ်ဆိုတောင်းဝင်ရှိသူတွေနဲ့ AECC ပြောပြလို့ရတယ် AECC ညှိနှိုင်းပြီးတော့မှကျွန်တော်တို့သူတို့လှုပ်ဆောင်သင့်တဲ့ project တွေကိုသူတို့ညွှန်ကြားมาလည်းဖြစ်တယ်ဒီလိုပုံစံမျိုးထွက်ပြေးတဲ့ပုံစံမျိုးဒီလိုပုံစံမျိုးပြည့်မှုတွေကျူးလွန်တာကကျွန်တော်တို့ရဲ့ ြစ်မှုကိုပုံမိုပြီးတော့မှကြီးမားကျယ်ပြန့်စေသလိုကိုယ့်အတွက်ကိုပို့ပြီးတော့မှပြောမယ်ဆိုရင်အန်ဒီကိုဖိတ်ခေါ်တာနဲ့အတူတူပဲလို့ကျွန်တော်အနေနဲ့ပြောချင်တယ်ပြီးတော့လက်ရှိကျွန်တော်မြင်တွေ့ခဲ့ရတဲ့ပြင်ကွဲမှာဆိုပါရမီလမ်းပေါ်မှာသူပြေးတာဖြစ်တယ်ပါရမီလမ်းဆိုတာအလုံးသိတဲ့အတိုင်ပဲတဲ့ကဲကိုရန်ကုန်မြို့ရဲ့အထင်ကြီးရလမ်းတစ်ခုဖြစ်တဲ့အဲ့ဒီမှာ CCTV ကင်မရာတွေအများကြီးတောက်လျှောက်လမ်းမှာတက်ထားတယ်။အဲ့တော့ကျွန်တော်ဘာကိုပြောချင်တာလဲဆိုတော့ Immortal Beagle ကလွတ်သွားတဲ့ထားဟော နေနဲ့လွတ်မှာမှာမဟုတ်တာ။ဘာကြောင့်လဲဆိုတော့ဒီကားနံပါတ်နဲ့ဒီကားရဲ့လုံရက်ဒီအားလုံးက CCTV record မှာအားလုံးကမြင်တွေ့နေရတာဖြစ်တယ်။နော် control center ကနေတောက်လျှောက်ကြည့်နေမှာသူ့ရဲ့ကားရဲ့အခြေအနေသူ့ဘယ်ကိုသွားရဲဘယ်ကိုဝင်နေနော်ဘာတွေဆက်လုပ်တယ်ဆိုတာအားလုံးကမြင်တွေ့နေရတာဖြစ်တယ်။အဲ့တော့မေ့တော်လို့မရအောင်ရန်ကုန်မြို့ပေါ်မှာကားမောင်းနေတဲ့သူအားလုံးကတိထားမှာကျွန်တော်ရန်ကုန်မြို့ရဲ့လမ်းတော်တော်များများမှာ CCTV ကင်မရာတွေအများကြီးရှိတယ်ဒီကင်မရာတွေကအလကားတက်ထားတာမဟုတ်ဘူးလူမျိုးပြောမယ်ဆိုပြစ်မှုကျူးလွန်တဲ့သူတွေမဟုတ်မမှန်လုပ်တဲ့သူတွေကိုစောင့်ကြည့်ဖို့အတွက်ဒါ CCTV Control Center ကအလုပ်လုပ်နေတာဖြစ်တယ်24နာရီအဲ့တော့ကျွန်တော်အနေနဲ့အကြံပေးချင်တာကတော့ကျွန်တော်အနေနဲ့ကိုလှုပ်လိုက်တဲ့ပြစ်မှုကိုထပ်မံပြီးတော့မကြီးသွားမလှုပ်ဖို့ကျွန်တော်အနေနဲ့ဒါကယူဆိုင်စီချင်ပါတယ်ဒီလှုပ်ရက်ကကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲမော်တော်ဘီကေတာတစ်ခုဖြစ်သွားရင်သူ့အနေနဲ့လူသတ်မှုလည်းဖြစ်သွားနိုင်တယ်လို့ထပ်မံပြီးတော့တခြားသောပြစ်မှုတွေနဲ့လည်းရင်ဆိုင်ရနိုင်တယ် နောက်တစ်ချက်ကအဲ့လိုမဖြစ်ဘူးဆိုရင်တော့မှခုနကလိုမောင်းပြေးတဲ့အတွက်ထပ်မံပြီးတော့မှကျွန်တော်တခြားသောကားတွေကိုတိုက်မိတယ်ဆိုရင်လည်းတခြားသောကားတွေအနေနဲ့လည်းအနေရကျရောက်နိုင်ဆိုသူကိုယ်တိုင်လည်းအနေရကျရောက်နိုင်တယ်။နော်ဘာကြောင့်လဲဆိုတော့မောင်းပြေးတယ်ဆိုတဲ့ကစိတ်က very excited ဖြစ်နေပြီ နော်စိုးရင်စိတ်တွေများနေတယ်ဒီအချိန်မှာဘာမှမဆိုဖြစ်သွားနိုင်တယ်ကာသမာတယောက်ကဘာမှမဆိုဖြစ်သွားနိုင်တယ်ဒါကြောင့်မို့ကျွန်တော်ကြည့်ရှုနေကြတဲ့ညီကိုမောင်နှမတွေအနေနဲ့ဒီလိုကိစ္စတွေရင်းစည်းကနေပတ်သက်ပြီးတော့အရင်တစုံတည်းကလုံမိခဲ့တယ်ဆိုရင်စိတ်ကိုအေးအေးထားပြီးတော့မှကျွန်တော်တို့ဖြေရှင်းလို့ရတဲ့နည်းလမ်းတွေအများကြီးရှိတယ်ဒီလိုမျိုးလုံးဝလုံးဝမလုံမိပါစေနဲ့လို့ကျွန်တော်အနေနဲ့အချမ်းပြပြောချင်နေပဲဒီဗီဒီယိုလေးကိုအဆုံးသတ်ချင်ပါတယ်ဒီဗီဒီယိုလေးကိုလိုက်ပါပြန်ဖတ်ချက်ပေးခြင်းနဲ့မှတ်ချက်ပေးခြင်းနဲ့ရှေ့ကမှရေးသားကြပါကျွန်တော်နေ့စဉ်နဲ့အများကြီးရှုအားပေးနေကြတဲ့ view တစ်ခုတစ်ယောက်ချင်းစီတိုင်းလေးနဲ့အတူပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာထပ်ပြီးဆုံညီမယ်ဗျ See you next video Thank you.